စမ်းမယ်။အရင်အစိုးရလက်ထက်ကကိုဗစ်နဲ့ကြုံတော့တော်တော်လုတ်ပြသွားနေတာပြောရမယ်။ American တမရကိုထိုးပေးတဲ့ကာကွယ်ဆေးကိုပြည်သူတွေကိုထိုးပေးတယ်ဆိုပြီးတင်းမွေးခဲ့တယ်။ဒါတွေမကသေးပဲ။ကိုဗစ်ထောက်ပံ့ငွေဆိုပြီးနှစ်60အတွင်းမှာအစိုးရစီကပြည်သူတွေပထမဦးဆုံးရဖို့တဲ့အထောက်ပံ့ဖြစ်သမိုင်းတွင်ခဲ့တယ်။ကိုဗစ်ဟာကဆိုးဆိုရင်တော့ NLD အတွက်တော့သူ့အစွမ်းစားကိုပြကွင်းရခဲ့တဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့တယ်။ တမ်းမတော်လက်ထက်မှာအခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ကိုဗစ်အပြင် ရေဘေးအခုငလျင်ဘေးတွေဘာတွေလောက်ရမှန်းမသိတာနဲ့အခွင့်အရေးတွေဆုံးရှုံးကုန်တယ်။ကိုဗစ်မှာမကူညီနိုင်တဲ့အပြင်အောက်ဆီဂျင်အိုးတွေလိုက်လူတာတို့ရေဘေးတင်းတဲ့အိမ်တွေကြီးကပြူစောထီးတွေလိုက်လူတာတို့လာကယ်ဆယ်တဲ့လူတွေကိုစက်ကြီးတောင်းတာတို့စတာတွေကြောင့်ပြည်သူတွေစီကရတဲ့အမတ်တွေအများကြီးဆုံးရှုံးခဲ့တယ်။အခုငလျင်ဘေးမှာလည်း တက်မတော်အနေနဲ့ဘဲကစကူညီရမယ်မသိတဲ့ပြင်ကူညီတဲ့သူကိုအောက်ခြေကအုတ်ကြီးတွေကငွေလိုက်ညစ်တာတွေဖြစ်အောင်မယ်ဆိုတာကျုပ်ရဲရဲကြီးအာမခံတယ်။အခုမန္တလေးမြို့မှာအကြီးကျယ်ပျက်စီးသွားကြတယ်။အဲ့ဒီမှာစစ်တိုင်းဌာနချုပ်ကမန္တလေးမြို့ရဲ့အလေကောင်တက်တက်မှရှိတယ်။ဘဲစစ်သားမှထွက်ပြီးလာမကူညီဘူး။ဒီနိုင်ငံရဲ့သမိုင်းမှာတက်မတော်ရဲ့နာမည်ဟာအဝေစီးထိထိုးကြသွားပါပြီ။ဒါဟာထောက်ပြပြုပြင်ရမယ်အစား အဘအကွက်တွေလာတယ်ဆိုပြီးမျက်လုံးမိတ်ထိုင်လော်နေကြတဲ့မျိုးချစ်အယောင်ဆောင်တွေကြောင့်တမတော်ဟာအခုလောက်ထိရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့ရတာပါတမတော်ကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီတို့လိုပါတီမျိုးတွေဟာမြမတမိုင်းမှာဘယ်တော့မှမဲမရနိုင်တော့ပါဘူးအန်ဒီတသက်ခိုင်အဘဘူးလက်ဘိုးချုပ်စော်မင်းထွန်းနဲ့အမှုပညာလောကကဆိုရင်ကိုယုံလေးအကိုဒိန်းအောင်တို့လိုလူမျိုးတွေဟာသူတို့တသက်မှာဘယ်တော့မှလူတို့ပြန်တိုးခွင့်ရတော့မှာမဟုတ်ပါဘူး ချင်းတွေကိုနောက်ပြန်ဆုတ်ချင်တယ်။ပြည်သူတွေစီကပလာတာလူနေကြတဲ့တပ်မတော်သားတွေစီကို ပြန်သွားပြီးရအောင်တားဆီးချင်တယ်။မင်းတို့ဝိုင်းလူစားလိုက်ကြတဲ့ပလာတာထဲမှာတပ်မတော်ရဲ့260ဂုံတိတ်ခါတွေပါသွားတယ်လို့ပြောပြချင်လိုက်တာဗျာ။အခုဆိုရင်တပ်မတော်ကငလင်လုံနေစဉ်အတွင်းမှာကိုနောင်ချိုကတချို့နေရာတွေကိုမပြက်စီးမှဆိုလို့တဲ့။လေရင်နဲ့လာဘုံကျဲသွားသေးတယ်။ဘယ်သူတွေပြောလဲ။ဒီလူကြီးကမြတ်မြတ်တတမလုပ်တတ်ဘူးလို့ ပြီမှမှာပဲပျက်စီးလို့မရဘူးတောင်နန်းဒေသတွေလည်းပျက်စီးရမယ်ဆိုတဲ့ညီတူညီမျှစိတ်ရှိတာတကယ်ကောင်းတဲ့ခေါင်းဆောင်မျိုးပါဗျာတတွင်းအမှန်တွေတင်ဆက်ပေးနေတယ်ဒီလိုစီစီစား